မြန်မာနိုင်ငံတော်တည်တည်ဆောက်ခြင်းဒီမိုကရေစီတရားမျှတမှုနဲ့မြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဒေသစံတော်ချိန်အော်တိုဘာလ2ရက်နေ့မွန်လွယ်ပိုင်းကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ UN Church Center မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ခွေကာ UN Office တို့ပူးပေါင်းပြီးတော့ကျင်းပခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာအမြဲတမ်းမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ် NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ဒုဝန်ကြီးဦးမိုးစောဦးလူခွင့်ရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ကြပါတယ်ဆွေးနွေးပွဲမှာတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေစစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်ကောင်စီရဲ့ပြည်သူအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့စာတင်ကြောင်းဆေးရုံနဲ့ဘာသာရေးအဆောက်အဦတွေပါမချန်စစ်တပ်ကလေကြောင်းကနေပိတ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အခြေအနေတွေနဲ့ပြည်သူတွေရဲ့ လူသားစာနာအကူအညီလိုအပ်မှုအခြေအနေတွေကိုတမ်မက်ကြီးဥကြုံမှုထွန်ကပါဝင်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။စစ်တပ်ကဒီဇင်ဘာလမှာကျင်းပဖို့ပြင်ဆင်နေတဲ့အတူအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝန်ကအတိမတ်မပြုတ်ရေးနဲ့တရားဝင်ကန့်ကွက်ကြောင်းအစိုးရအတီးတီကထုတ်ပြန်ပေးဖို့ကိုလည်း NUG နဲ့အရက်ဖက်အဖွဲ့ကိုယ်စားလှယ်တွေကတိုက်တွန်းဆွေးနွေးခဲ့ကြတာကိုတွေ့ရပါတယ်ရှင်။ စစ်တပ်ပြန်သိမ်းယူထားပြီးရွေးကောက်ပွဲကျင်းပဖို့စည်ရင်ထဲထားတဲ့ကြောက်မဲမြို့မှာအော်တိုဘာလ၂ရက်နေ့မွန်လွဲပိုင်းကဌာနဆိုင်ရာတွေဝင်ရောက်လာပေမဲ့စစ်ရှောင်းတွေကိုတော့ဝင်ခွင့်မပြုသေးဘူးလို့ဒေသခံတွေဆီကနေသိရပါဗျ။အော်တိုဘာလ၂ရက်နေ့မနက်ပိုင်းကမြို့ရဲ့အရှိတ်နဲ့အနောက်ဘက်မှာပြစ်ခတ်တန်တွေကြားနေရပေမဲ့ပြင်းထန်တာမျိုးမဟုတ်တာကြောင့်ရှင်းလင်းရေးလုပ်ပုံရတယ်လို့မြို့ခံတယောက်ကလည်းပြောပါဗျ။လက်ရှိအချိန်ဒီစစ်ဆောင်တွေကိုပေးမဝင်သေးပေမဲ့မြို့ထဲမှာရှိနေတဲ့ဒေသခံတွေကတော့လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်လို့သိရပါဗျ။ စစ်တပ်ကကြောင်မဲမြို့ပြန်လဲထူထောင်ရေးအတွက်မိသက်ကား2စီးအပါဝင်ဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေနဲ့ကား20ကျော်ပါတဲ့ရင်းနှီးဟာအော်တိုဘားလ2ရက်နေ့နေ့လယ်ပိုင်းကကြောင်မဲမြို့တွေကိုရောက်ရှိလာကြောင်းစစ်တပ်ထောက်ခံသူတွေကတော့ဆိုရှယ်မီဒီယာတွေမှာရေးသားထားသလိုဗီဒီယိုဖိုင်တွေလည်းတင်ထားတာကိုတွေ့ရပါဗျာ စစ်တပ်ကကြောင်မဲမြို့ကိုပြန်လည်သိမ်းယူပြီးမှတီဘောဘက်ကိုမြေပြင်ကနေထိုးစစ်ဆင်မှုပြင်းစစ်နေလို့အော်တိုဘားလ၂ရက်နေ့ညကလည်းတီဘောမြို့ကိုလေကြောင်းကနေပုံကျဲသွားပေမဲ့နေရာနဲ့ဖြစ်စဉ်အတိအကျကိုတော့မသိရသေးကြောင်းဒေသခံတွေစီကနေသိရပါတယ်ရှင်။ အရခတတော်အေထိန်းချုပ်ထားတဲ့ရခိုင်အမျိုးနယ်တွေမှာစက်တင်ဘာတလအတွင်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်လို့အရသား23ယောက်သေဆုံးပြီး49ယောက်ဒဏ်ရာရတယ်လို့အရခတတော်အေကအော်တိုဘာလ2ရက်နေ့မှာထုတ်ပြန်ပါတယ်။ဘုံပေါက်ကွဲမှုတွေကြောင့်သေဆုံးသူ23ယောက်ထဲမှာအမျိုးသား19ယောက်နဲ့အမျိုးသမီး4ယောက်တို့ဖြစ်ပြီးဒဏ်ရာရသူ49ယောက်ထဲမှာတော့အမျိုးသား29ယောက်နဲ့အမျိုးသမီးအယောက်20တို့ပါဝင်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့မနက်ပိုင်းမှာကြောက်တော်မြို့နယ်တရက်တပင်ကျေးရွာမှာရှိတဲ့ပညာပန်းခင်းနဲ့အမြင့်သစ်ကိုပိုင်အထက်တန်းချောင်းကိုစစ်တပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်လို့ကျောင်းသားကျောင်းသူအယောက်20တေဆုံးပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်စက်တင်ဘာလကုန်ပိုင်းမှာအေအေထိန်းချုပ်တဲ့ပလဝနဲ့တန်တွဲမြို့နယ်တွေမှာဘုံကျဲခဲ့တဲ့အတွက်လူ၃ယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်းအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာစစ်တပ်ကရှုံးနေတဲ့အတွက်စီးရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဥတည်ပြီးတော့ဘုံကျဲချမှုတွေရှိနေပါတယ်။ဒါကြောင့်လေချောင်းရေချောင်းလက်နက်ကြီးရန်ကိုပုံမိုသတိပြုနေထိုင်ပြီးတော့စီရေးသတိရှိကြဖို့ကို AA ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကျေးရွာစေဘေးကန်းကိုစစ်ကောင်မရှင်တပ်ကအော်တိုဘားလ2ရက်နေ့ည7:00နာရီခွဲလောက်ကကာမီကာဇဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေဆီကနေသိရပါဗျ။စစ်ကောင်မရှင်တပ်ဟာကာမီကာဇဲဒရုန်း၃စင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာစီဘေကန်ထိခိုက်ပျက်စီးခဲ့ပါတယ်။စပေးရှောင်းစခန်းတွေကိုတွားရောက်ကူညီပေးနေသူ60ပေါက်ကလူထိခိုက်မှုတော့မရှိပေမဲ့စီကန်းကတော့ရစရာမရှိအောင်ပျက်စီးသွားတယ်လို့ပြောပါတယ်။ ောက်တိုဘာလထဲမှာစစ်တပ်ကစာတင်ကြောင်းစီပေကန်နဲ့ဖုံးတော်ကြီးကျောင်းတွေကိုကာမီကာဇီ drone နဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေလေကြောင်းကနေပုံကျဲတာလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေများလာတယ်လို့သူကပြောပြပါဗျ။မြောက်ဥရီမြို့တောင်ဘက်ဝေါ်လီလမ်းမိုက်မှာဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ drone လက်နက်ကြီးပစ်ကူရယူပြီးစစ်ကော်မရှင်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးဖောက်ဝင်ရောက်နေရတဲ့ကြောင့် KNL ပူးပေါင်းတပ်တွေနဲ့၄ကီကော်မြို့တဲ့အနီးနားမှာတိုက်ပွဲတွေဖြစ်ပွားနေပါရှင့်။ မန္တလေးတိုင်းကြောက်ပရောင်မြို့နယ်မိတိလာကြောက်ပရောင်လမ်းပေါ်ကကိုင်းကျေးရွာနယ်စီပင်သာကျေးရွာကြားကကွန်ကရစ်တရားဟာအော်တိုဘားလ3ရက်နေ့မနက်7:00နာရီလောက်မှာရေတိုက်စားပြီးတော့ကျိုးကျပျက်စီးသွားတာကြောင့်ရင်ပိတ်ဆုမှုတွေဖြစ်ပေါ်ခဲ့ရလို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကမိုးကြီးပြီးတော့ကျမောက်တောင်ဆယ်ရေကြီးရေရှမ်းခဲ့လို့မိုင်းတိုင်အမှတ်57မြင်းဆောင်၄ခွန်ကကွန်ကရစ်တရားဟာကျိုးကျပျက်စီးခဲ့တာပါ။ ပြီးခဲ့တဲ့စက်တင်ဘာလ29နဲ့30ရက်နေ့ကတရားအနီးနားမှာလမ်းရေကျော်ခဲ့တာကြောင့်လမ်းမိုင်းတွေယာယီပိတ်ထားခဲ့ရပါသေးတယ်။အော်တိုဘာလ1ရက်နေ့ကရေပြန်ကြချိန်မှာရင်းနေဖြတ်တန်းသွားလာလို့ရခဲ့ပါတယ်။အခုရေတိုက်စားမှုတန်ကြောင်တရားကကြိုးကျသွားလို့ဘေးရင်မှဖြတ်တန်းလို့မရတော့ပဲပြန်ပိတ်သွားတယ်လို့ဒေသခံတယောက်ကပြောပါရယ်ပုံမှန်အတိုင်းပြန်လဲဖြတ်တန်းသွားလာနိုင်ဖို့အတွက်ယာယီဘီလီတရားတစင်းကိုအမြန်ဆုံးတိဆောက်သွားမယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတယောက်ကလည်းပြောပါရယ် လက်ရှိကြိုးကြခဲ့တဲ့တရားဟာမိထီလာ၊ချောက်ပရောင်း၊မကွေး၊၆ပကံညာဦးကိုဆက်သွယ်ထားတဲ့ကားလမ်းမကြီးဖြစ်တာကြောင့်အော်တိုဘာလ9ရက်နေ့မနက်ပိုင်းလောက်မှာပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းသွားလာနိုင်ဖို့အတွက်လမ်းမိုက်တာဝန်ယူထားတဲ့ BOD ကုမ္ပဏီကဘီလီတရားတစင်းကိုအမြန်ဆုံးတိဆောက်သွားမယ်လို့သိရပါပါရှင်။ စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်ဆန္ဒထုတ်ဖော်တဲ့မြို့ပေါ်လူမှုတိုက်ပွဲလှုပ်ရှားမှုတစ်ခုမန္တလေးမြို့နယ်မှာပြုလုပ်ခဲ့တယ်လို့မြို့ပြတပိတ်အင်အားစုတွေကထုတ်ပြန်ထားပါဗျ။တင်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မောက်စားတဲ့စာရန်ပါစာရွက်တွေကိုမြို့လယ်နေရာတွေနဲ့လူစီကားရနေရာတွေမှာကျဲချထားတာကိုလည်းတွေ့မြင်ရပါတယ် စစ်တပ်နဲ့ပြူလက်ပါစီတွေတောင်းကျမ်းနာစစ်မှုရန်ခေါင်းစဉ်နဲ့အတင်းအဓမ္မဖန်စီငွေညစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေရတဲ့မန္တလေးပြည်သူလူထုတွေကစစ်တပ်နဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်မှာ나ကြီးမုန်းတီးတဲ့အပြင်စစ်တပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ရုံမုံကြောင်ပြသနေရလို့ဆိုထားပါဗျာ။ လူလူတပိတ်ကောင်းဆောင်ကိုဒီဇာဆန်းကတော့အာနာသိန်းစစ်အုပ်စုကအာနာသိန်းစစ်အုပ်ကနေအမိခံအရက်သားရွေးကောက်ခံအစိုးရဆိုပြီးတော့ထွက်ပေါက်အနေနဲ့အတင်းအာရမစ조사နေတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲတူဟာမြမနိုင်ငံရေးပြည်ထနာရဲ့အဖြစ်ထွက်ပေါက်မဟုတ်နိုင်ရုံသာမကလုံးဝထောင်ချောက်ဖြစ်တာကြောင့်လူလူနီးလူလူအားနဲ့အစွမ်းကုန်စန့်ကျင်တွန်းလှန်တိုက်ဖြတ်သွားရမယ်လို့ DVB ကိုပြောပါရရှင်။ လက်လွတ်ထားရတဲ့ကြောင်မင်းမျိုးကိုပြန်ရသွားတဲ့စစ်တပ်အနေနဲ့တီဘောမျိုးကိုဆက်ပြီးတော့ထိုးစစ်ဆင်ဖို့အမတ်ဆက်နှစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခမှုဘုံမှုချုပ်သူရဇော်လင်စိုးကိုအော်တိုဘာလ၁ရက်နေ့ကတာဝန်ပေးလိုက်တယ်လို့စီရင်သတင်းရင်းမြစ်စီအနေနဲ့သိရပါဗျာ။ ကြောင်မင်းမျိုးကိုတိုက်တဲ့အထဲမှာတမတစ်တစ်နဲ့အတူစခခစနစ်လဲပါဝင်ပြီးမျိုးပြန်ရပြီးတဲ့နောက်တမတစ်တစ်ဒုတမမှုကိုမျိုးပြန်လဲတိဆောက်ရေးအတွက်ထားပြီးတီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်ဖို့စခခစနစ်စခခမှုပုံမှုချုပ်သူရဇော်လွင်စိုးကိုတာဝန်ပေးခဲ့တယ်လို့စီရေးသတင်းရင်းမြစ်က TVB ကိုပြောပါရယ်။အာနာသိန်းစကတာချီလေးစစ်ပြူဟာအခြေကျပြီးတာဝန်ကျနေတဲ့ ဗိုလ်မှူးကြီးသူရဇော်လင်စုကိုစစ်ကောင်းဆောင်က2024ဇူလိုင်လမှာဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီးစကခ14စကခမှူတာဝန်ပေးပြီးရှမ်းမြောက်ကိုပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လာရှုံမျိုးကိုတော်လရင်တက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ချိန်မှာအကျဉ်းထောင်ဖြန့်ပေးခဲ့လို့စစ်စည်းခံရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်6လအကြာမှာတော့အရှိတောင်တိုင်းစစ်ဌာနလက်အောက်ခံစကခဆနစ်တက်မှုအဖြစ်နဲ့ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAAA ကိုရခိုင်ပြည်ထက်တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အသိမှတ်ပြုပေးဖို့ရခိုင်ရက်ဖက်အဖွဲ့အစည်း202ဖွဲ့ကကုလသမဂ္ဂ UN နဲ့အဖွဲ့ဝင်နိုင်ငံများဆိုင်ရာတာမတ်ကြီးတွေကိုအိတ်ဖွင့်စာပေးပို့ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာ Oregon American Community AAC American ရခိုင်လူမှုအဖွဲ့အစည်းက ULAAA ဟာ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုဖြေရှင်းပေးဖို့နဲ့ဒေသတွင်းတည်ငြိမ်အေဂျင်စီအတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းအဖြစ်နဲ့အသိမှတ်ပြုနိုင်ဖို့အခုလိုတောင်းဆိုလိုက်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ ဒါပြင်ရခိုင်ပြည်ရဲ့နယ်မြေ63ရာခိုင်နှုန်းကျော်ကို AA ကထိန်းချုပ်ထားနိုင်ပြီးဒေတာရင်းတည်ငြိမ်အေဂျင်ရဲ့အတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်နဲ့အတိမတ်ပြုကလူသားချင်းစာနာထောက်ထားမှုနဲ့တည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ရှင်။ စကိုင်းတိုင်းရွှေဘိုမြို့နယ်တာကနန်းကျေးရွာမှာအော်တိုဘားလ2ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်မရှင်တက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ကြဆုံးတာရှိရလို့ဒေသခံတွေဆီကနေသိရပါဗျ။ရွှေဘိုမြို့ကနေအင်အား30နီးပါးရှိတဲ့စစ်တပ်စစ်ကြောင်းကတာကနန်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ဒေသခံတယောက်ကပြောပါဗျ။တိုက်ပွဲကရုတ်တရက်ကြီးဖြစ်လာတာဆိုတော့စစ်ပွဲအတွင်းမှာပိတ်မိတာတွေရှိပြီးထိခိုက်သေးဆုံးတာတော့မကြမိဘူးလို့သူကပြောပါဗျ။ ိုက်ပွဲအတွင်းပြည်သူကာကွယ်ရေးတပ်ဖက်ကကင်းထောက်ရဲဘော်တယောက်ကြာဆုံးပြီးမနေ့ကညနေပိုင်းတိစစ်ရေးတင်းမာနေစေလို့သိရပါဗျ။စစ်ကြောင်းထွက်လာတာကိုမသိရဘဲရှေ့ကင်းရဲဘော်ကထောက်လန်းဖို့တွားရကနေထိတ်တိုက်တိုးပြီးပြစ်သက်ခံလိုက်ရတာကြောင့်စစ်တပ်လာနေပြီဆိုတာသိလိုက်ရပြီကျွန်တော်တို့နဲ့တိုက်ပွဲတွေစဖြစ်တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တယောက်ကပြောပါဗျ တိုက်ပွဲအတွင်းစစ်တပ်ဘက်ကအကြဆုံးများပြီးအရှင်လေးယောက်လက်ရဖမ်းဆီးမိပြီးတိုက်ပွဲအသေးစိတ်ကိုတော့စစ်တေသားကနေထုတ်ပြန်လိမ့်မယ်လို့ပြောပါရယ်စစ်ကော်မရှင်တပ်ကရွှေဘိုစားတောင်သခိုင်းကားလမကြီးကို ပြန်လည်ဆိုးမိုးနိုင်ဖို့သခိုင်းမြို့နဲ့ရွှေဘိုမြို့ဘက်ကကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တာလေကြောင်းကနေတိုက်ခိုက်တာတွေကြောင့်အရသာတေဆုံးတာတွေအပြင်နေရက်ဆွန့်ခွာတာတွေရှိနေတယ်လို့သိရပါရယ်ရှင် မကွေးတိုင်းချောင်းမြုံနယ်ခရိုင်လမ်းဦးစီးဌာနကနန်းစီဒီယန်လက်ထောက်ညွန်ကြားရေးမှုနဲ့ဝန်ထမ်းတယောက်ကိုယင်နဲ့အတူအော်တိုဘာလ၁ရက်နေ့ညနေကလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကနေသိရပါဗျ။တိုင်းအဆင့်အစည်းအဝေးကနေပြန်လာတဲ့အသက်50အရွယ်လက်ထောက်ညွန်ကြားရေးမှုအမျိုးသမီးနဲ့တပည့်အမျိုးသမီးဝန်ထမ်းကို6မြို့နယ်ကျင်းနီလန်ခွဲအနီးနားမှာဖမ်းဆီးသွားတာပါ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်ကလက်ထောက်ညွန်ကြားရေးမှူးတယောက်နဲ့သူ့ရဲ့တပည့်တယောက်ကအစည်းအဝေးကနေအပြန်ဖမ်းခေါ်ခံရတယ်လို့ပြောပါရယ်။ယင်းနေကိုပိတ်ဆို့ဆစ်စင်းနေတဲ့အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးသွားတာဖြစ်ပြီးတော့အော်တိုဘာလ3ရက်နေ့အထိပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့လည်းသိရပါရယ်။ အခုဖမ်းဆီးခံရတဲ့နေရာမှာ PDF နဲ့တခြားလက်နက်ကိုင်အဖွဲ့တွေကမကြခဏကားတွေဆိုင်ကယ်တွေနဲ့လူတွေကိုစစ်ဆေးတာတွေရှိပြီးအခုကတော့ဘေးအဖွဲ့ကဖမ်းခေါ်သွားတယ်ဆိုတာမသိရသေးဘူးလို့မကွေးတိုင်းကဝန်ထမ်းအတိုင်းဝန်းနဲ့နေဆက်သူတွေကပြောပါဗျ။ဖန်စီခင်ရတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်လက်အောက်ခံမကွေးတိုင်းဝင်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့လည်းသိရပါပါရှင်။